ပဋ္ဌာန်းဒေသနာကိုမှန်မှန်ရွတ်ဖတ်ပေးခြင်းရဲ့အကျိုးများပဋ္ဌာန်းရွတ်တယ်ဆိုတာကပဋ္ဌာန်းပစ္စယဥဋ္ထေသနဲ့ပစ္စယနိဒေသတို့ကိုရွတ်ဆိုတာကိုဆိုလိုပါတယ်အတိဘယ်နားမလဲခင်မှာပဋ္ဌာန်းရွတ်တဲ့အခါစိတ်ထဲမှာရှိနေတဲ့တာကအော်မြတ်စွာဘုရားဟောခဲ့တဲ့တရားကိုငါလိုက်ဆိုနေတာပါလားတရားဓမ္မကိုရွတ်ဖတ်ခြင်းဖြင့်ဘုရားကိုဓမ္မဖြင့်ငါပူဇော်နေတာပါလားဆိုရင်အတိတရားဒါရီနဲ့ရွတ်ဖတ်တင်ပါတယ်ရွတ်ဆိုတဲ့နေရာမှာလည်းအတန်တန်မှမားရအောင် တရားအစီအစဉ်မလွဲရအောင်အလေးမြတ်ထားပြီးရွတ်ဖက်ပူဇော်ရပါတယ်။နေ့စဉ်မှန်မှန်ရွတ်တော့ဘာအကျိုးရှိတယ်လဲဆိုတာယုတ်တိသဘောနဲ့စင်ကြင်ကြည့်မယ်ဆိုရင်တင်းနေ့စဉ်ကောင်းမှုကုသိုလ်တစ်ခုကိုအာစိဏကံအာထုတ်ရာရောက်ပါတယ်။နေ့စဉ်တစ်လနှစ်လလောက်ရွံ့ရုံနဲ့မထိုးကြပါမယ်လဲ။နေ့စဉ်မှန်မှန်ရွတ်ဖက်လာတဲ့လူပုဂ္ဂိုလ်အတွက်ကြတော့ကုသိုလ်တွေစုမိသလိုဖြစ်လာပါတယ်။နေ့နေ့စဉ်မှန်မှန်နှစ်ကြိမ်ရွတ်လာတော့အလေးအကျင့်ဖြစ်လာပါတယ်။ ကျင်သားရနေတော့အရေးအကြောင်းဆိုရင်ပါဇက်ကပဋ္ဌာန်းသေတနာတွေကိုအလိုလိုယွမိလျက်သားဖြစ်နေတတ်ပါတယ်။လောကရန်နဲ့မမျော်လင့်ပဲရယ်ဆိုင်ရတဲ့အခါတွေမှာကြောက်ရွံ့ခြင်းဒေါသဖြစ်ခြင်းစရာရေးထက်ပင်ပဋ္ဌာန်းတရားပေါ်မှာအာရုံရောက်သွားပြီးအကုသိုလ်ဖြစ်ရမယ့်နေရာမှာတော့မှကုသိုလ်ဖြစ်ကိုပြောင်းလဲစေပါတယ်။၃တနေ့တခါရွတ်ဆိုနေကြကိုတနေ့ရွတ်ဆိုပြီးသွားတိုင်းအော်ဒီနေ့တော့ငါပြုတ်နေကြကုသိုလ်ကောင်းမှုတစ်ခုတနေ့စာအောင်မြင်ပြီးမြောက်ခဲ့ပြန်ပြီဆိုရင်ကျင့်တတ်တဲ့စိတ် ဝမ်းမြောက်တဲ့စိတ်ဟာလေပေါ်ပါလန်းဆန်းမှုကိုဖြစ်စေပါတယ်လေတေကန်နီးပြီဆိုပါစို့မိသားစုတွေကတရားအလောက်ကပထမ်းရွတ်တန်ကလေးကိုပေးတတ်တယ်ဆိုပါစို့ကိုကနှစ်ရှည်လေးကျင်ကောင်းကောင်းရှိထားတယ်ဆိုရင်စွတီတဲ့စိတ်ဖြစ်ခါနီးကလေးမှာစိတ်ကပထမ်းတေတနာကိုဆွဲပြီးတေးရတော့အပယ်ချဖို့မဖြစ်နိုင်ဒုက္ခရေဘဝကိုရဖို့ကတေချာသွားပြန်ရောဒီဘဝပထမ်းနှစ်ရှည်မှန်မှန်ရွတ်ထားတဲ့ပါရမီကောင်းတွေကရှိနေတော့နောက်ဘဝကြပြန်တော့ဉာဏ်ကောင်းတဲ့သူဖြစ်ပါတယ် ဆက်ပြီးယူရင်းစင်ကျင်သုံးသက်ပြီးအကျွတ်တရားတောင်ရနိုင်ပါလေ